ဒါကကိုလိုနီကမာတင်ရှားတဲ့စာပွဲရမော်လူမျိုးတစ်ထည်ကြီးဥသွင်မှာဥသွင်ကဘာကြောင့်တင်ရှားတာပါလဲဥသွင်ကို1898မှာချမ်းသာတဲ့ကုန်တယ်မျိုးရုံးမိဘနှစ်ပါးကနေမော်လမြိုင်မှာမွေးပါတယ်အိမ်တော်ကြတဲ့အခါရန်ကုန်ကိုပြောင်းရွှေ့ခြေဆိုင်ပြီးဆန်ကုန်တယ်လို့ပါတယ်။ဆန်စင်းတက်ကြခမန်းနာမန်လွန်းလို့သူ့ကိုဆန်ဝိဇ္ဇာဆိုပြီးတင်စားကြပါတယ်။ ဥသွင်ဟာ1917မှာဗမာပြည်ကုန်သည်ကြီးများအတင်ဒုရီယသတင်းစာတိုက်ကုန်နေနဲ့1918ကြာမော်လမြိုင်အသင်းကိုတည်ထောင်ခဲ့ပါတယ်။ရွှေတဂုံဖျားဂေါပကဗန္နာဒိတ်လူကြီးဥပဒေပြုလွတ်တော်အမတ်ဖြစ်လဲကိုလိုနီခေတ်မှာဆောင်ရွက်ခဲ့ပါတယ်။ခုမြင်နေရတာကဖုန်တော်ကြီးတွေဖြည့်ဆွရတဲ့တိပိတကအစာမင်းပွဲပါဒီအစာမင်းပွဲပေါ်ပေါက်အောင်ဦးသွင်းကအစတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်မဟာစီသာသနရိပ်တာမြင်နေရနဲ့ ရိတ်တာဝင်းတဲ့ကဖယ်ရင်တမယုံဆိုတာလဲဥသွင်လူဒန္နာရာဖြစ်ပါတယ်ဒီနေ့ခေတ်မှာရန်ကုန်မြို့ဗုဒ္ဓထောင်စီတီဌာပနာတွေကိုဖွင့်လှစ်ထားပြီးခုမြောက်ဝင်းပြူတော်ရာဟာလဲဥသွင်ရဲ့အကြံဉာဏ်ကြောင့်ဖြစ်ပါတယ်1947မှာတော့ဥသွင်ကိုအင်္ဂလိပ်ဆိုရာကစာဖွဲ့ချင်းမြင့်ခဲ့တယ်လို့လွတ်လပ်ရေးရပြီး1950ကျမြမဆိုရကရောတီရီသူဓမာဘွဲ့ချင်းမြင့်ပြီးဂုံပြူခဲ့ပါတယ်ဒီလို နိုင်ငံအကျိုးသိမ်းဖို့ခဲ့တဲ့ဥသွင်ဟာ အသက်88နှစ်အရွယ်1966ခုနှစ်မှာတော့လူကြီးယောဂာနဲ့ရန်ကုန်မှာဆုံးပါသွားခဲ့ပါတယ်။ဥသွင်လိုမျိုးကိုတိတဲ့ကြိုင်းကျိုးတီဆောင်တထေကြီးတွေရှိရင်ကောင်းမှန်မှာပြောသွားခဲ့ပါဦး။